အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးတာယာမင်းဝေရဲ့စုံကိုက်ခံရတဲ့တစ်သည်ဆိုတဲ့စာအုပ်ထဲကကောင်းကင်ကိုရှိခိုးရလဲဆိုတဲ့ကောင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကောင်းကင်ကိုရှိခိုးရလဲနေအခန်းစားတော့ပွဲတခုအင်းရှင်နဲ့ဧည့်သည်များအလှရှင် ကြွကြပါခင်ဗျာကြွကြပါအဟဲနောက်ကြတာကိုကျွန်တော်ကမင်းနေတာခင်ဗျစားစရာတောက်စရာတွေကတော့အရန်တင်ပါပဲစိတ်တိုင်းကြသုံးဆောင်ကြပါ ပြုံးရွှင်ပြီကြောက်ပြီးကြောက်ဝင်ရောက်လာတော့ဧည့်သည်များကိုဗျာဧခန်စားတောက်ပွဲကြီးကိုဗျာတဏှာရင် စင်တစ်ခုပြန်နှပ်ပူစောထားဟန်ဇပွဲငယ်တချို့ကိုလည်းဗျာပျော်ပျော်ပါပါစားတောက်နေတော့ဧည့်သည်များပြုံးပြုံးရွှင်ရွှင်လိုက်ကြည့်နေတော့အလှရှင်အလှရှင် စိတ်တန်းကြတုံးဆောင်ကြပါခင်ဗျာကျွန်တော်လိုထီးပြင်းတမလေးတရားအနေနဲ့အဖမိုးကောင်းကင်ရဲ့ခြေဆူးကြောင့်သာအခုလို ခန်းရတဲ့အလှူကိုလုံနိုင်တာပါဧသည်မြသူစကားကိုနားမလည်ဟန်ဗျဧသည်တခမ ्या ပါကိုဆူလူတာလဲဗျအဖမူကောင်းကင်ရဲ့ဂျေဆူကြောင့်ဆိုတာဘာကိုပြောတာလဲအလှရှင်ထီးပြင်တမကမိမ့်မိန်ကြီးပြုံးရဲ့အလှရှင်ခဏလေးနော်ပြီးရင်ကျွန်တော်ရှင်းပြပါမယ် ခုအဖမိုးကောင်းကင်ကြီးကိုရှီခိုးလိုက်အောင်မယ်။စပွဲတဏျာစီလျှောက်သွား။နတ်ပူဇော်ချာဟန်စားတောင်းများရှိရာ။စီမီခွက်တစ်ခုကိုထွန်ကြီး။စီမီခွက်ကိုမြှောက်။ညက်စီအစုံကိုမိတ်ပဇမတတတူရွတ်။ချုံနောက်သူ့ခန္ဓာကိုယ်မှာတဖြည်းဖြည်းလှုပ်ရှားလာပြီ။ပုံတရံအမျိုးမျိုးနဲ့ပူဇော်။သူ့လှုပ်ရှားဟန်ကစီမီခွက်အကာကာသလုံး။ကစ်ပေါစာလက်ဝေးသမားများဟန်ရေးပြပြီ။ ပရိသတ်ကိုအယုတ်သေးပြီးသလိုမျိုးဖြစ်နေစေ။ထိုးပူဇော်ဟန်အတွက်တင့်တော်သောတီလုံးတစ်ခုကို နောက်ခံတီးပေးပါ။အဲပရိသတ်များကသူ့ကိုတအံ့တအောကြည့်နေကြ။သူကသူပူဇော်မှုပြီးမှ ပုံမှန်နေထားမှပြန်ရရင်အလုံးကိုပြုံးရဲ့ဗျာ။အလှရှင်။ဒါကျွန်တော်အဖမကောင်းခင်ကြီးကိုရှိခိုးတာပဲ။သူကကျွန်တော်ရဲ့ဂျေဇူးရှင်ပဲလေ။ဒီမိုးကောင်းခင်ကြီးစီကနေနေအောင်နေထွက်ကြတယ်။ မိုးဆက်တွေထွက်ကြတယ်။လူတွေထိဆောင်ကြရတယ်။အဲဒါကြောင့်ထီးပြင်သမားကလေးဖြစ်ဘဝရက်တည်ရတဲ့ကျွန်တော်ဝမ်းဝါခါလှဖြစ်ရတာကိုကိုကျေးဇူးရှင်ကိုအတိမတ်ပြုတဲ့အနေနဲ့ကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်ဟာခုလိုပဲမိုးကောင်းကင်ကြီးကိုနေတိုင်းရှိခိုးပူဇော်လေးရှိပါတယ်။ဧည့်သည်တွေတိတ်ပဝင်မကြပုံကိုဗျာ။ဧည့်သည်တဲ့ခမည်းတွေးတာမဟုတ်သေးဘူးလို့ကျွန်တော်ထင်တယ်ဗျာ။ခမည်းကသာထီးပြင်းတဲ့ပညာကိုမကျွမ်းကျင်ဘူး။ ဂတိမတည်ဘူးဆက်ဆံရေးမကောင်းမှုဆိုရင်ခမားရှိခိုးနေတဲ့မိုးကောင်းကင်ကြီးစီကနေနေရောင်နေမိုးဆက်တွေဘလောက်ပဲထွက်ကြကြဘသူကမှခမားစီထီလာပြင်မှာမဟုတ်ဘူးခမားလဲဝမ်းဝမှာခါလှမှာမဟုတ်ဘူးဧည့်သည်နဲ့ဟုတ်တယ်ဗျခမားအန်ချော်နေတယ်လောကကြီးမှာမလိုတာတွေတိတ်မလို့ဆမ်းမှာနေဗျအလှရှင်ကလက်ခံဟန်မဗျခေါင်းမစွာပြုံးရဲ့လျက်ပဲရှိအလှရှင်ကျွန်တော်ယဉ်ကျေးမှုကလေးတရက်ပေါ့ဗျာ ကျွန်တော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပါကိုယေရှုရှင်ကိုရှိခိုးပူဇော်တာဟာခေတ်ဆက်ဆက်မုန်းမြတ်တဲ့အရာလေးတခုပါဟဲဟဲဟဲဧည့်သည်များစိတ်ပြတ်သွားပုံကိုဗျာဧည့်တဲ့ခမည်းဟာအတိတ်ပဲမရှိဘူးဗျာခမည်းလို့သာဆိုရင်ကြောက်စီခဲရီတဲရီကိုအရောင်းဝယ်လုံနေတဲ့ချုပ်ကဓာရီ ထွက်လာတဲ့မြေကြီးကို ထိုင်ရှိခိုးရမလို့ဖြစ်နေတယ်ဧည့်နဲ့အေးလေဗျာတရီကုံတဲလုံနေတဲ့ချုပ်ကရော တရေတွေထွက်တဲ့နွားတို့စိတ်တို့ကိုထိုင်ရှိခိုးရမလို့ပါလားဧည့်သည်အားလုံးပွားစီပွားစီဖြစ်ပြီးမကျေနပ်ကြဟန်ပြကြအလှရှင်က သူတို့ကိုအံ့ဩထိန်လန့်စွာကြည်ဧည့်သည်သုံးအနှဲငယ်နွမ်းပဟန်ရှိသူကဇပွဲကိုလက်တီနှင်ထူဧည့်သုံးကျန်ဧည့်သည်များကိုတစ်ချက်ကြည့်လျက်ခမည်းတော်ကတော်သေးတယ်ကျုပ်လိုမင်းလာတန်ရှင်ဤသမားကဒုက္ခပေါ်ဗျဒီမင်းလာတွေထွက်ကြပေးနေတဲ့ Prince O ကိုပဲလက်ရှိခိုးရမလို့ဖြစ်နေပြီ။ ဘာတိတ်ပဲရှိလဲဗျထိုးခိုင်မျိုးသမီးတူကအလူရှင်ကိုဝင်ရိုက်မိမကြီးနင်နင်ငါ့ကိုခေါ်ပြီးတတ်တတ်စော်ကားတာပဲကဲဟဲကဲဟဲအလူရှင်ဟာဟာနေပါဦးဝယုံတုံကားဖြင့်အလူရှင်ထွက်ပြေးမိမကြီးကလိုက်ရိုက်လှဲ့ပတ်ပြေးလှဲ့ပတ်ရိုက်မိမကြီးနင့်ကိုတတ်မယ်ငါ့ကိုခေါ်အဆက်ခွဲတာနေ့ရင်ကြီးမှုအတိုင်းဆိုငါကဘာကိုရှိခိုးရမလဲဟဲ့ နင်းကကိုဘာကောင်းမှအောင်မေးလို့လဲဧည့်သည်များရှောင်းရင်တရင်ဧည့်တဲ့ဒီမိမကြီးကဘာလဲဗျဧည့်နဲ့တားဖွားဆရာမကြီးလေးဗျဧည့်တဲ့မျက်လုံးပြူသွားပုံပြပြီရုပ်သေးဖန်ထုတ်ပုံကိုပြတာချပြီနောက်မှအတန်ဝင်မိမကြီးအတန်ကဲဟဲ့ဧည့်တဲ့အတန်ညောင်နာနာဖြင့်အောင်မငေးဗျဟုတ်ကဲ့ ျမအခုဖပြပြီးသွားတာကတော့ဆရာကြီးတာယာမင်ဝေရဲ့ဆုံးကိုက်ခံရတဲ့တစ်သည့်ဆိုရဲစာအုပ်ထဲကကောင်းကင်ကိုရှိခိုးရလဲဆိုရဲကောင်းစင်လေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်